ရမ်းပြည်နယ်ဇေယျဖွဲ့ဝင် တိုင်းသားရဲအဝင်ကြီးဦးအောင်ကြည်ဝင်အမျိုးသမီးအိမ်နွယ်မှုတက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းစိုက်ခေါင်အစစ်မြေအိမ်နွယ်မှုစက်ကျုပ်သင်တန်းအမှတ်စဉ်6သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်2025ခုနှစ်အောက်တိုဘာလ28ရက်နေ့နနေ့9နာရီချိန်တွင်နေဆက်ရဲအဝင်ကြီးဌာနပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အမျိုးသမီးအိမ်နွေးမှုတက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းစိုက်ခေါင်အစစ်မြင့်အိမ်နွေးမှုစက်ချုပ်တင်တန်းအမတ်စင်ချောက်တင်တန်းဖွံ့ဖွယ်အခမ်းအနားတို့ရဲမြင့်နယ်အစိုးရအဖွဲ့ဝင်တိုင်းရင်းသားရဲအဝန်ကြီးဦးအောင်ကြည်ဝင်တက်ရောက်အမှာစကားပြောကြားရာနေဆက်ရဲအဝန်ကြီးဌာနအနေနဲ့နေဆက်ဒေသတိုင်းရင်းသားလူမျိုးများ၏လူမှုစည်းဝါးပေါ်ဝါဖွံ့ဖြိုးတိုးတက်ရေးနှင့် လူစွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလောက်ကံအခွင့်အလမ်းရရှိရေးတို့ကိုအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ဖို့မူဝါဒ၄ချက်ချမှတ်ပြီးဆောင်ရွက်လျက်ရှိပါကြောင်းတိုင်းရင်းသားလူမျိုးများပေါင်းစုံနေထိုင်ကြသည့်နိုင်ငံဖြစ်တဲ့အတွက်အမျိုးသားစည်းလုံးညီညွတ်ရေးကိုတိုးမြင့်ဆောင်ရွက်ပေးနိုင်ရန်နှင့်ဖွံ့ဖြိုးတိုးတက်မှုကွာချက်မရှိစေရေးတိုင်းဒေသကြီးပြည်နယ်များအကြားမျှတာတဲ့ဖွံ့ဖြိုးတိုးတက်မှုကိုရှင်သန်ခိုင်မာအောင်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနိုင်ငံတော်ကြီးခင်မီဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမှာ အမျိုးသမီးများရဲ့အခမ်းကဏ္ဍကလည်းအဓိကပါဝင်နေပြီးနေဆက်ဒေသမှာရှိသည့်တိုင်းရင်းသူ အမျိုးသမီးလေးများ အသိပညာအတတ်ပညာများ တိုးပွားစေရေးအလောက်ကိုင်းခွင့်လန်းရရှိစေရေးနှင့်ဆင်းရဲနွမ်းပါမှုရွှတ်ချရေးအတွက်အမျိုးသမီးအိမ်တွင်းမှုတက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများဖွင့်လှစ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့်ယခုသင်တန်းမှပို့ချပေးသွားသည့်ပညာရက်များကိုတက်မြောက်ကျွမ်းကျင်အောင်လေးလာစီးပူးသွားကြရန်မိသားစုတစ်ခုမှသည်ကျေးလက်ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်အောင်အိမ်နွေးမှုစစ်ချုပ်လုပ်ငန်းများထိရောက်အောင်လုပ်ကိုင်ဆောင်ရွက်သွားကြဖို့လိုကြောင်းဤကုန်းချုပ်အနေဖြင့်တင်တန်းကာလ22ပတ်အတွင်းတင်တန်းစည်းကမ်းများကိုလိုက်နာကြရန်တင်တန်းသူများချင်းချင်းချစ်ခင်စည်းလုံးစွာနေထိုင်သွားကြရန်နှင့်တင်တန်းဤပြဆရာများအနေဖြင့်လည်းတင်တန်းသူများအပေါ်ညီမရင်းတပွဲစေနာထားပြီးပညာရည်များအလုံးတင် जा ပေးကြပါရန်မှာကြခဲ့ပြီးတင်တန်းဖွံ့ဖြိုးပြီးတွင်အိမ်နွေးမှုတင်တန်းကျောင်းဝင်းတွင် ငွေမြူထားရှိသည့်ဥစားချက်ချံတို့လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီးလိုအပ်သည့်များပေါင်းဆက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်ခမညာ